မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမှာ MNDAA ကဖမ်းဆီးရရှိခဲ့ပြီးတော့စစ်တုံးပန်းဖြစ်ခဲ့တဲ့ဗိုလ်မှူးချုပ်တန့်ထင်ဆိုးကိုဟိုပုံးကွန်ပျူတာနဲ့ဤပညာသိပ်ပံကြောက်ဟုတ်ကြီးအဖြစ်နဲ့စစ်ကောင်စီကခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဩဂတ်လအတွင်းမှာ MNDAA ကလာရှိုးမြို့နယ်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ရမှာရမခတိုင်းမှု ဘိုးချုပ်စိုးတင်ရမခတိုင်းစစ်ဦးစီးချုပ်ဘိုးမှုချုပ်တန့်ထင်စိုးအမတ်တစ်စကခမှုဘိုးမှုချုပ်မျိုးမင်းထွေးတို့ကို MNDAA ကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ရမခတိုင်းစစ်ဦးစီးချုပ်ဟောင်းဘိုးမှုချုပ်တန့်ထင်စိုးဟာ MNDAA လက်ထဲကနေဘလို့ကနေဘလို့လွတ်မြောက်လာတယ်ကိုမသိရတော့လေအခု February လဆန်းပိုင်းမှာ ဟိုဘုံအခြေဆိုင်ကွန်ပျူတာနဲ့နှီးပညာသိပ္ပံចောင်းဟုတ်ကြီးအဖြစ်နဲ့စစ်ကောင်စီကခန့်လိုက်တယ်လို့သိရပါတယ်စစ်ဦးစီးတက်ကတူចောင်းဟုတ်ကြီးနေရာကို စကခခွန်ဖေကုံကဘုံမှုချုပ်ကျော်သူရ DS 40တတက6အုပ်တွင်းចောင်းဟုတ်ကြီးနေရာကိုစကခ8ဒဝဲကဘုံမှုချုပ်စမ်းညွန့်လှိုင်းတေဇာ26ဒါကစကလေးဒေသကိုကရေးနေရာကိုတမခ66အင်းမဒုတမမှုအောင်ကျော်ဆိုင်တေဇာ26တို့ကိုပြောင်းရွှေ့ပြီးတော့နေရာချထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်တမတော်စေးတက်ကတူ ဒူးကျောင်းအုပ်ကြီးနေရာကိုစကခ78မိုင်းဖြတ်ဒူးစစ်ကျောင်းမူတပ်နောင်ဒူး DS 43တမခ71အင်းနိုင်တမမှုနေရာကိုတပ်ထင်းချုပ်ယုံကဒူးတပ်ထင်းချုပ်ကြောစွာထွန်စစ်တပ်ကတော့ဒူးကျောင်းအုပ်ကြီးနေရာကိုစဘခကွန်ဟင်းအခြေချစစ်ဗျူဟာမူအောင်ကိုနိုင် DS 40ရတခမော်လမြိုင်ဒူးစစ်တိုင်းမှုနေရာကိုတတ်တက်က ဝဲကလိန်ဒူချောင်းအုပ်ကြီးပညာဝင်တေဇ25ကကခန့်နေပြီးတော့ဒူစခန်းမှုနေရာကိုစကခနှစ်မိုင်းတောင်ကဒူစစ်ကြောင်းမှုဇော်ဇော်ထွန်း DSC 40တို့ကိုပြောင်းရွှေ့နေရာချထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီအပြောင်းရွှေ့တွေကကျောင်းအုပ်ကြီးတွေခန့်လိုက်တဲ့ဟာတွေပါ။ကျောင်းအုပ်ကြီးတွေခန့်လိုက်တာဖြစ်တဲ့အတွက်ကျောင်းအုပ်ကြီးတွေပြီးရင်တိုင်းမှုရထားတာရှိမယ်။တိုင်းမှုတွေအထိပါနောက် generation အသက်လဲမယ်လို့ကျွန်တော်တို့ကတော့မှန်းဆထားတယ်ဗျ။ဘာလို့လဲဆိုတော့ဥစားတကျောင်းအုပ်ကြီးခန့်တယ်ပြီးတော့တတက6ကျောင်းအုပ်ကြီးခန့်ထားတာတွေတွေ့ရတယ်။ ထပ်ပြီးတော့နောက် generation အစ်စ်တွေလဲနေပါပြီသူတို့ထိတ်ပိုင်းကလူတွေသာမပြောင်းတာအလဲမကြတကြစစ်ဘိုလ်ချုပ်တွေမြေပြင်ကစစ်ဘိုလ်ချုပ်တွေကိုတော့သူတို့ generation တွေပြောင်းနေပြီလို့ CDM ဘိုလ်ကြီးဇင်ရောကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်နဲ့ထိတ်ပိုင်းနေရာယူထားသူများဟာယာရုမတက်တော့မဲ့သူများကိုလည်းရွေးကောက်ပွဲကာလအတွက်အရက်ဘက်မှာချုပ်တင်ပြီးတော့နေရာချထားခြင်းများကိုလည်းလုံဆောင်နေတယ်လို့သိရပါတယ်လက်ရှိအပြောင်းအရွှေ့များထဲမှာ ကျောင်းအုပ်ကြီးနှစ်ဦးထက်မနေပါဝင်လာပြီဖြစ်တဲ့အတွက်မင်းအွန်လိုင်းကတိုင်းမူးများနေရာကိုပါလူတင်များကိုလဲလှယ်နိုင်တယ်လို့ CDM ဘိုးကြီးဇင်ရောကတုံးသက်ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရခတက်တော် AA နဲ့ချင်းကြီးနောင်တပ်ဖွဲ့များရဲ့စစ်အာဏာရှင်ဖျောက်ချရေးပူးပေါင်းတိုက်ပွဲများနဲ့အတူဗီတိုရီယာတောင်ထိပ်မှာချင်းပြည်အလံကိုလွင့်ထူနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးတော့မဟာမိတ်ဖြစ်တဲ့ AA နဲ့ AA ရဲ့စေဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလည်းကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်။စိန်ခေါ်မှုများစွာနဲ့အခက်အခဲများစွာကြားတဲ့ကမဟာမိတ်အရခတက်တော် AA နဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေရဲ့ရင်ချင်းအပ်ကြောချင်းကတ်ပြီးတော့မလျှော့သောဇွဲလုံးလာဝရိယတွေကြောင့်အောင်မြင်ချင်းမှတ်တိုင်တစ်ခုကိုပူးပေါင်းပြီးတော့စိုက်ထူနိုင်ခဲ့ကြတာဖြစ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဇွန်လလကအင်တာဗျူးတစ်ခုထဲမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကခမည်းတော်ကိုလည်းခမည်းတော်ရဲ့ချင်းပြည်နယ်အတွက်ဝီတိုရီယာမောင်ဗစ်တိုရီယာတောင်ထိပ်မှာချင်းအလံကိုလွှင့်ထူနိုင်အောင်လို့ကျွန်တော်တို့တွေကူညီပေးမယ်လို့ထည့်သွင်းပြောကြားခဲ့မှုပါတယ်။ဝီတိုရီယာတောင်ဟာချင်းပြည်နယ်ကမ်ပတ်လန်နဲ့မင်းတပ်မြို့နယ်မှာတည်ရှိပြီးတော့ ပေတောင်းချော်မြင့်နဲ့ထင်ရှားတဲ့တောင်ဖြစ်တယ်လို့သိရပါတယ်။တဘာဝတော်ရင်တရိတ်ဆန်များနဲ့မျိုးတုံးပြောက်ွယ်လူနှိပါဖြစ်နေတဲ့ငှက်မျိုးစိတ်များအပါအဝင်ငှက်မျိုးစိတ်များစွာကြက်စားနေတဲ့နေရာလည်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကအာဏာသိမ်းပြီးတဲ့နောက်မှာပေါ်ပေါက်လာတဲ့ချင်းကာကွယ်တပ်ဖွဲ့များဟာအေအေနဲ့မဟာမိတ်အဖြစ်နဲ့ပူးပေါင်းခဲ့ပြီးတော့တိုက်ပွဲဝင်ခဲ့ကြပြီးချင်းဒီနယ်အတွင်းမှာချင်းကြီးတောင်တပ်ဖွဲ့ရဲ့မျိုးသိမ်းတိုက်ပွဲများမှာလည်းအေအေကပါဝင်ခဲ့တယ်လို့သိရပါတယ်။အေအေဟာ 1027ဆက်စင်ရေးမှာရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့ချင်းပြည်နယ်ပလောက်ဝဒေသကိုထိမ့်ချုပ်ထားတယ်လို့သိရပါတယ်။ချင်းညီနောင်ဟာမဟာမိတ်များနဲ့ပူးပေါင်းပြီးတော့ချင်းပြည်နယ်အတွင်းမှာရှိတဲ့မင်းတပ်မတူပီမကွေအိမ်နူလိုင်လင်းပီဝေဘူးလာကံပတ်လက်နဲ့ကျင်တွင်းမျိုးတို့ကိုတိမ့်ပိုက်ထားပြီးဖလန်းနဲ့တီးတိမ်မျိုးကိုတိမ့်ယူနိုင်ရေးအတွက်လဲဆက်လက်ပြီးတော့တိုက်ပွဲတွေဝင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာရှိတဲ့ပုပ်ပလိကဆေးရုံ9ခုကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဆက်ဆေးပြီးတော့ CDM ဆရာဝန်များကိုလက်ခံထားတယ်ဆိုပြီး စစ်ကောင်စီကပိတ်သိမ်းအရေးယူရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်7:00နာရီကမှမန္တလေးမြို့မှာရှိတဲ့ပန်းလိုင်စေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်စီးနင်းခဲ့ပြီးတော့စေယုံဝင်ပေါက်ထွက်ပေါက်များကိုပိတ်ဆို့က CDM အယိုးအထုကစီအဝင်တအူးကိုရှာဖွေခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားများကသူတို့ရှာဖွေတဲ့သူကိုမတွေ့တဲ့အတွက်ကြောင့်စေယုံအတွင်းမှာရှိတဲ့စီအဝင်များရဲ့ကိုရေးအချက်အလက်များကိုကြည့်ရှုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ CDM စီအဝင်များကိုလက်ခံတဲ့ဆိုပြီးဆွဆွဲကစေယုံကိုပိတ်သိမ်းခိုင်းသွားတယ်လို့သိရပါတယ်။ အကြမ်းမဆက်တကမန္တလေးမြို့အတွင်းမှာရှိတဲ့ပန်းလိုင်ဆေးရုံမြချယ်ရီဆေးရုံမြဝေရှန်ဆေးရုံမင်္ဂလာမျိုးဆက်ဆေးရုံလန်ဒန်ဆေးရုံဇီဝကဆေးရုံနဲ့ရင်းချမ်းဆေးရုံစုစုပေါင်းပုပ်ပလိကဆေးရုံခုနှစ်ခုကိုပိတ်သိမ်းခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ကစစ်ခွေးတွေကပန်းလိုင်ဆေးရုံကိုဝင်စစ်တယ်သူတို့စစ်ဆေးတာက CDM အရိုးအထုခုဆရာဝန်ရှိနေကြောင်းတရင်ရတဲ့အတွက်ဝင်စစ်ဆေးတာလို့သိရတယ် သူတို့ဝင်လာကလေးကအဝင်ထွက်အပေါက်တွေကိုပိတ်ပြီးတော့စစ်တာပါနောက်ပြီးတော့စစ်ခွေးတွေကဆေးရုံကကွန်ပျူတာတွေကိုလည်းစစ်ဆေးသွားတယ်အားလုံးစစ်ဆေးပြီးလို့ပိတ်ရမယ်ဆိုပြီးတော့အမိတ်ပေးသွားတာလို့မန္တလေးကျမ်းမာရေးအတိုင်းဝိုင်းကသတင်းအရေးမြစ်ကပြောပြထားပါတယ်လက်တလုံးဆေးရုံများရဲ့ license တက်တန်းများကိုစစ်ကောင်စီကစီစစ်နေပြီးတော့ဆေးရုံများမပိတ်ရန်အတွက်ဆေးရုံပိုင်ရှင်များဘက်ကလည်းတင်ပြထားကြောင်းသိရှိရပါတယ်ဆေးရုံပိုင်ရှင်တချို့ကစစ်ကောင်စီရဲ့ကျမ်းမာရေးဝန်ကြီးဌာနနဲ့ညှိနှိုင်းနိုင်ရန်လဲကြိုးပမ်းနေတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီဟာ CDM များကိုအလုတ်ခန့်ခြင်းနဲ့တော်လှန်ရေးထဲမှာပါဝင်နေဆိုတဲ့ဆွဆွဲ ဲချက်တွေနဲ့မန္တလေးမြို့မှာရှိတဲ့နန်းတော်ဆေးရုံမြို့တော်ဆေးရုံနဲ့ကံကော်ဆေးရုံတို့ရဲ့ license များကိုလည်း2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကပယ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။စစ်အာဏာသိမ်းပြီးတဲ့နောက်၄နှစ်တာအတွင်းမှာစစ်တပ်က CDM ကျမ်းမာရေးဝန်ထမ်း133ဦးကိုတပ်ဖြတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့မှာအကြမ်းဖက်ဆက်တက်ကကိုထွန်းထွန်းနိုင်ရဲ့နေအိမ်ပေါ်အထိကိုတက်ရောက်ပြီးတော့ဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးသွားတဲ့အတွက်လိုက်လံဖမ်းဆီးပြီးတော့ တနက်ဒင်းနဲ့ဥကောင်းကိုစစ်သားများကဝိုင်းဝန်းရိုက်နှက်တဲ့အတွက်ကြောင့်ကိုထွန်းတော်နိုင်ဟာအသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ည7:00နာရီကမှအုပ်ဖုံမြို့ဓမ္မသီရိလမ်းမှာနေထိုင်တဲ့ကိုထွန်းတော်နိုင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်မှုထမ်းတပ်သားအဖြစ်နဲ့ခေါ်ဆောင်ရန်နေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာကိုထွန်းတော်နိုင်ကမလိုက်နိုင်ကြောင်းအော်ဟစ်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများကလိုက်လံဖမ်းဆီးပြီးဥကောင်းကိုတနက်ဒင်းများနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုမျိုးဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဥကောင်းကွဲတဲ့ဒဏ်ရာရရှိနေတဲ့ကိုထွန်းထွန်းနိုင်ကိုစစ်တပ်ကချုံနောင်ဖမ်းဆီးသွားသေးတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကိုထွန်းထွန်းနိုင်ရဲ့ဥကောင်းကွဲတဲ့ဒဏ်ရာဟာသွေးမတိတ်ပဲနဲ့သတိလစ်သွားတဲ့အတွက်ကြောင့်စစ်တပ်ကအုပ်ဖို့မျိုးဈေးရုံကိုပို့ဆောင်လိုက်ရတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ရိုင်းနှံမှုကြောင့်ဥကောင်းကွဲဒဏ်ရာရရှိထားတဲ့ကိုထွန်းထွန်းနိုင်ဟာအုပ်ဖို့မျိုးဈေးရုံမှာစေကူတမှုခံယူနေရပြီးတော့ဒဏ်ရာဟာပြင်းထန်ပြီးအသက်အန္တရာယ်ဆိုးရိမ်နေရတယ်လို့သိရပါတယ်။လူနာဟာလည်းလက်ရှိအချိန်မှာသတိလစ်မင်းမျောလျက်ရှိတယ်လို့သိရပါတယ်။ အုပ်ဖုံမြို့ဓမ္မသီရိလမ်းမှာနေတဲ့ကိုထွန်းတော်နိုင်ကိုအိမ်မော်အထိတက်ပြီးတော့စစ်ခွေးတွေကပေါ်တာဆွဲတာမလိုက်ဘူးမလိုက်ဘူးဆိုပြီးတော့អော်ပြီးတော့ခုခံထွက်ပြေးလို့ဆိုပြီးစစ်ခွေးတွေကတနက်ဒင်းနဲ့သူ့ခေါင်းကိုဝိုင်းရိုက်တာခေါင်းဟတ်တက်ကွဲပြီးတော့စေယုံကိုယောက်လာတာခေါင်းကတွေးတွေရွှဲပြီးတော့ဟတ်တက်ကွဲနေတာကြီးကိုအတင်းဆွဲချုပ်ပြီးတော့စစ်ခွေးတွေကဖမ်းသွားသေးတယ် ခဏကြာတော့သွေးမတိတ်ပဲနဲ့လူကတိမ်မလို့ဖြစ်မှပြန်ခေါ်လာပြီးဆေးရုံတင်ထားတာအသက်အန္တရာယ်ဆိုရင်ရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ဒါအပြင်တာယာဝတိခရိုင်အတွင်းအကြမ်းစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်တဆယ်အတွက်လူမပြည့်သေးတဲ့အတွက်နေတိုင်းလိုလိုပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုံ့ဆော်နေကြောင်းဒေသတွင်းသတင်းအရေးမြစ်ကပြောပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှမုံညုံမြို့နယ်ရှေပြေးကျေးရွာဖုန်ကြီးကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့လေထဲမှာပဲနှုတ်နေသူများကိုအကြမ်းစစ်ကောင်စီတပ်သားများကစစ်ကားနှက်စီးနဲ့လာရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခု လိုမျိုးပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာပဲနှုတ်သူများဟာထွက်ပြေးတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများကဆဲဆိုပြီးတော့တနတ်နဲ့လိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာချော်လဲပြီးတော့မပြေးနိုင်ဘဲနဲ့ကြံခဲ့တဲ့ကိုဝေရန်ကိုဖမ်းဆီးသွားပြီးမိုးမျိုးထွေးအုပ်ရုံးကိုအတင်းကျပ်ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကိုဝေရန်ဟာစင်းရဲနွမ်းပါပြီးတော့တအိမ်ကောင်းကန်ဆာဖြစ်ပွားနေတဲ့ သူ့ရဲ့အမျိုးသမီးကိုစေကုသနိုင်ရန်အတွက်နေစားနဲ့ပဲလိုက်နှုတ်နေတဲ့သူဖြစ်တယ်လို့သိရပါဗျ။ကြေးရွာအုပ်ချုပ်ရေးမှူးများကိုလည်းစစ်မှုထမ်းခြင်းလစဉ်နှစ်တောင်းပေးဆောင်နေတော်လဲအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဖေဖော်ဝါရီလ၈ရက်နေ့မနက်၆နာရီကမှတာယာဝတီမြို့နယ်ဖားရွှေကျော်ကြေးရွာမှာ ပဲနှုတ်နေတဲ့ရေဒါရွာကလူငယ်၃ကိုလည်းအကြမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲမင်းလာမျိုးအထွတ်မှာရှိတဲ့မဟာဇေယုံဖရားအနီးမှာရှိတဲ့73စီဆိုင်အနားမှာဖေဖော်ဝါရီလ9ရက်နေ့ညနေ9နာရီကမှအရွက်ဝတ်ဝတ်ထားတဲ့စစ်ကောင်စီတပ်သားများကမင်းလာမျိုးပေါ်မှာရှိတဲ့အထက်ကအကြောင်းမှာတက်ရောက်နေတယ်။ တယောအမ်အုပ်စုတဲကုန်းချေးရွာကចောင်းသားနှဦးနဲ့လဲကူးအုပ်စုရေကြီးချေးရွာကလူငယ်တဦးကိုလိုက်ထရက်ကားနဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ6ရက်နေ့ကလည်းမင်းလာမြို့နယ်စန်းတောင်ခွေးအုပ်စုညောင်မင်းသားရွာကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကရွေးကုန်းအုပ်စုစားချောင်းရွာကလူငယ်နှဦးနဲ့ဥရောပကញ្ញင်ပင်ချေးရွာကလူငယ်၃ကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်တလုံးမြို့ကျေးရွာကဒေသခံဆစ်ပေးဆောင်ပြည်သူအယောက်20ခန်းဟာကျေးရွာတဲကိုပြန်လည်ဝင်ရောက်ရန်ကြိုးပမ်းတဲ့အချိန်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီများကဝင်ခွင့်မပေးဘဲနှင်ထုတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ညနေပိုင်းကတလုံးမြို့ရွာကဒေသခံပြည်သူအယောက်20ခန်းဟာရခင်ရက်များကစစ်ရေးအခြေအနေများကြောင့်ဆစ်ပေးတင်းဆောင်ခဲ့ရကနေနေအိမ်ကိုပြန်လာတဲ့အချိန်စစ်ကောင်စီတပ်နဲ့ပြူစောထီများကတားဆီးနှင်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့ကရွာအပြင်ကိုစစ်ဘေးရှောင်တဲ့ပြည်သူတွေကိုအခုချိန်ထိစစ်ကောင်စီဘက်ကနေပြီးတော့ပြန်ဝင်ခွင့်မပေးသေးဘူးရွာထဲပြန်ဝင်ဖို့လှုပ်တဲ့ပြည်သူအယောက်20ခန့်ကို စစ်ကောင်စီကတလုံးမျိုးအဝင်နားလေးမှာတင်ဖမ်းပြီးတော့လက်မြောက်ခိုင်းတန်းစီပြီးတော့ပြစ်တတ်ဖို့အထိချင်းချောင်းနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဒါအပြင်တလုံးမျိုးရွာအနီးမှာရှိတဲ့အနေရွာနဲ့ခေါင်းခွဲကြီးရွာများကလက်နက်ကိုင်ပြူစောထီးများကတလုံးဒေသခံများစစ်ဘေးတိမ်းရှောင်နေရတာကိုအခွင့်ကောင်းယူပြီးတော့နေအိမ်များကိုဖောက်ထွင်းခိုးယူကာကာကြီးကားငယ်တွေနဲ့နေစဉ်နှီးပါတဲထုံနေတယ်လို့ပြောပါတယ်။စစ်ကောင်စီကတလုံးမျိုးရွာမှာရှိတဲ့၎င်းတို့ရဲ့ခံစစ်ကိုမြင်းကြံမျိုးအခြေဆိုင်ခမရ15က တိုက်ရင်အားများကိုထတ်တိုးချထားတဲ့အပြင်အနီးဝန်းကျင်မှာရှိတဲ့ခြေပါများကပြူစောတိများကိုပါအင်အားထပ်ဖြည့်ထားတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့များကပြောပါတယ်စစ်ကောင်စီကတော့အင်အားတွေထတ်တိုးထားတယ်ဒီနေ့ကိုပဲမြင်းညာခမရ15ကနေပြီးတော့ကားတွေနဲ့ထိုက်ရောက်လာတာတွေရှိတယ်လို့တော်လိုင်းရဲဘော်ကပြောပြထားပါတယ်တလုံးမြို့ရွာအတွင်းမှာခန်းစစ်ပြင်ပြီးတော့အထမ်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိပူးပေါင်းအဖွဲ့ကိုတော်လိုင်းမဟာမိတ်တပ်များကဖေဖော်ဝါရီလ1ရက်နေ့မှာစီးနှင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကအထိနာခဲ့ပြီးတော့မြေပြင်တပ်ကူများအပြင်လေကြောင်းတိုက်ခိုက်မှုများလည်းအချိန်ချင်းပြုတ်လုပ်ပြီးတော့ခုခံခဲ့တယ်လို့သိရ ရပါတယ်အဲ့ဒီအခြေအနေတွေကြောင့်တလုတ်အပါဝင်မြောက်ရွာလေးမြို့ကြီးကုန်းရဲတိုင်းစတဲ့ခြေပါများကဒေသခံပြည်သူပေါင်းယာနဲ့ချီပြီးတော့ဘေးလွတ်ရာကိုစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။